အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုလေးကတော့ယရနာတိုက်ဆောင်တဲ့မွေကြီးဆိုရဲဂမ်ဘီယာဝတ္ထုလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇလန်အစ်တွေကို တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်ကဲဒါဆိုရင်ဇလန်လေးကိုစာလိုက်ရအောင်နော်ရှမ်းပြည်နယ်တာမာကြီးမြို့တော်တောင်စီမြို့၏အနီးတစ်ဝိုက်တွင်ရှိသည် ရွာများစွာတွင်စိတ်ဝင်စားပွဲအားတဘာမှပဝင်စင်နေသားများနှင့်ဂျပန်ခေတ်မှရာဇဝင် အချို့ရှိခဲ့ဘူးတဲ့နေရာများစွာရှိနေသည်ကိုတင်းတူအတော်ရှာမည်ထင်ပါသည်ကျွန်တော်ဒီပိုင်းလူမျိုးတို့အုပ်ဖြစ်ကားအမီအားတကြောတနည်းအားဖြင့်ကွိဖားကြောတမီအကြီးဆုံးနန်းကွိအားအစွဲပြုကနန်းကွိအဖေဖြစ်သောကြောင့်ကွိဖား ကျွန်ုပ်နာမည်ကတကြောမှု ခွေးပါကျော်ဟု၍ခေါ်တန်းကြသည်သည်ဗမာလိုဥကျော်ဟုသာစာဖက်သူတို့အလွဲတကူမှတ်သားကြစေလိုပါသည်ကျွန်ုပ်သည်ရှင်ရောင်ပစ္စည်းများ ရှာဖွေဆူဆောင်းရသည်ကို အလုံးဝါဒနာထုံသည်အပြင်ယန္နာတိုက်များအားရှာဖွေရသည်ကိုလည်းအထူးစိတ်ဝင်စားသူဖြစ်သည်တော်တော်ကျွန်ုပ်တို့ပိုင်းလူမျိုးများကဘာသာရေးအားအထူးယုံကြည် ရုံးတိလေးစားကြသူများဖြစ်သည့်အလျောက်ဖျားတိုက်များအားစိတ်နှစ်ပင်မပြေမှားပါကျွန်ုပ်အထူးစိတ်ဝင်စားသောတိုက်မှာဇပန်ခေတ်တွင်ဇပန်တပ်များအရေးနေကထွက်ပြေးရလန်းတရှောင်းတွင်ရန်နာပစ္စည်းများအားတင်ဆောင်ကဆုတ်ခွာပြေးနေကြသည်တချို့ရန်နာများအားသူတို့ဆုတ်ခွာပြေးရလန်းတရှောင်းတွင်ညောင်းနံတင်စီခဲ့ကြသည်ပိုင်ရှင်မဲ့ရန်နာတိုက်မျိုးကိုသာ အထူးစိတ်ဝင်စားခဲ့ခြင်းဖြစ်သည်စနောက်တော်ပိုင်းလူမျိုးများနှင့်ဂျပန်လူမျိုးများသည်အတော်နည်းဖြင့်ရေဆက်ရှိခဲ့ကြသည်လားလို့မဆုတ်တတ်ပေကျွန်ုပ်ဤသို့ဆိုရခြင်းမှလည်းထိုင်လွန်သောအကြောင်းအရာများရှိသောအကြောင်းဖြစ်သည်ကျွန်ုပ်သည်တောင်ကြီးမြို့မှငွေရောကကူဖရာသို့တွားရလမ်းပေါ်ထံဖရာအနည်းရှိရွာလေးတရွာတွင် နေထိုင်သူဖြစ်လေသည် တောင်ကြီးမြို့ဤထင်ကရနေရဖြစ်သောတဆောင်းနိုင်ပွဲတော်ကျင်းပါရာအဝေယာမိဘုံပြန်ခွင်ပမာတစင်ခဏယွေပန်းတစ်ခွာရွာလွေကောင်းဖာမုံနာပေါင်းအဆရှိသဖြင့်ရွာများအစဉ်လိုက်ရှိနေသည်ထိုရွာများသည်တောင်ကြီးမြို့မှငွေရောခက်ကုန်ဖရာတို့တွားရလန်းတလျှောက်ရှိရွာများဖြစ်ကြသည်ထိုဒေသရှိကျေးလက်စာတင်တောင်အတော်များများတွင် ဂျပန်ကအလှူရှင်များက လူရန်ထားသောကျောင်းဆောင်တော်တော်များများကိုလည်းတွေ့ကြရသေးသည်ဂျပန်အလှူရှင်တချို့၏စကားအရာသူတို့၏ဘိုးဘီများ၏မတန်မှရရင်အပြည့်တချို့ကျူးလွန်မှုကိုသူတို့၏မျိုးဆက်များကပြန်၍ပေးဆက်သလိုဖြင့်ထိုနယ်များတွင် ပြန်၍ကုညီလူရန်ပေးခြင်းဖြစ်သည်ဟုဆိုခြင်းအားကိုလည်းမှတ်သားဖူသေးသည် ထိုလမ်းမကြီးပေါ်တွင်ရှိသောနောင်ကားဆံပြားကြီးရွာကြီးရှိအထက်တန်းကျောင်း၏ဘောရာဆောင်တွင်မော်ရီတိုင်ယိုဟူသောအဆောင်အားလည်းတွေ့မြင်နိုင်သည်ထိုဆောင်ကြီးသည်လမ်းမတွင်ခန့်ထင်စွာရှိသည်ကိုအားလုံးကတွေ့မြင်နိုင်ပါသည်မော်ရီတိုင်ယိုဆိုသူမှာဂျပန်မှကျောင်းသားတဦးဖြစ်သည်မော်ရီတိုင်ယိုသည်တရက်တွင်ရှင်းမတော်တဆဖြစ်ကား သိဆုံးသွားလေသည်မော်ရီတာယို၏မိဘများကသူ၏သားအတွက်စူးစောင်းထားသောပညာသင်ကြီးများအားထိုနာကားကျင်းရွာတွင်ဘောရာဆောင်ဖြင့်ဆောက်လုပ်လူဒန်းပေးခဲ့သည်သူ၏သားလေးအားအမှတ်ရသောအားဖြင့်အဆောင်၏အမိအားမော်ရီတာယိုအဆောင်ဟုအမည်တက်ကားလူဒန်းပေးခဲ့ခြင်းဖြစ်သည်ကျော်ပြင်းလမ်းမကြီးပြင်တွင်ကာရာမိုစီယာဟုခေါ်သော ဇပတ်အဖြစ်ဖြင့်စံပြကျေးရွာလေးအားလေးတွေ့မြင်နိုင်ပေသေးသည်ကျွန်တော်စိတ်ဝင်စားသောတိုက်စံလမ်းများသည်စာဖက်တော်တော်သေးတယ်ဖျားတိုက်များကဲ့သို့တမိုင်းတက်တည်အထောက်ထားဖြင့်မှတ်တမ်းတင်ထားသောတိုက်မျိုးကိုမဟုတ်ပါကျွန်တော်တို့၏ဘိုးဘီများက နောင်လာနောက်သားများအားဆက်ဆက်ရာဇဝင်လက်ဆင့်ကမ်းပြေခဲ့သော တိုက်စံလမ်းများသာဖြစ်သည်ဖြင့်အမှန်တကယ်ရှိခြင်းမရှိခြင်းကား အတီးပြုတ်ရန်လဲခက်ခဲလာပါတယ်ကျွန်တော်ဒီယရနာကိစ္စများမှာမဟုတ်အထူးဆန်းចောင်းရများအားလုံးလဲလိုက်လံဆူဆန်းတတ်သူမုံဒုံဝင်းချင်းရှိသူများကြတွင်အနှဲငယ်ဘဟုတုတာအတွေ့အကြုံရှိသူတရားဟုပင်ဆိုရပါမည်ကျွန်တော်ဒီတူးတဲ့ဆူဆန်းရှာပွေခြင်းလေသူတူးတော့မဟုတ်ပါကျွန်တော်နေဝါသနာတူမိတ်ဆွေအပေါင်းဖော်များလဲ ရှိပေသေးသည်ထိုသူများမှာတမောင်တကွီတအောင်တို့ဖြစ်ကြလေသည်ဗမာလိုဥမောင်ဥကွေဥအောင်ဟူအလွေခေါ်ကြသည်ဟေးမောင်ကျော်ဘာရီလောက်နေရလဲဟာလာကွာတငယ်ချင်းတို့ငါလေးမတော်ရတာအတော်ကြာလို့အိမ်ထဲမှာပြင်းရည်နေတာပဲအချောင်းတို့ရှိလို့လားမောင်ကျော်ရှိလို့လားတာပေါ့ကွာတို့ရေ နိုင်ရွာအနောက်ဘက်မှာတောင်မော်ရွာထိုးနီးနာမှာရောင်စုံကြောက်တွေထွက်တဲ့နေရာရှိတယ်တဲ့။သွားရမှာကတော့တိတ်မဝေးဘူး။တေစားဖို့ပဲလိုတာနော်။ဟာ။မောင်ကွေးတူမကထင်းတို့ရွာကဟာဝသူကတေစားစုံစမ်းပြီးမှပြောတာ။အင်းရွာကအဖွားပြောပုံရဆိုရင်အရင်ကချစ်တီးတွေပါတဲ့အိန္ဒိယသားတွေဟာအဲ့ဒီနေရာကကြောက်တွေကိုယူပြီးတော့ တို့ကလက်ဝိရဏအဖြစ်စင်မြန်းကြတယ်တဲ့။တို့ထဲကကြောက်သွေးသမားတွေကအဲ့ကြောက်သွေးကိုအိန္ဒိယတိတဲသွားကြတဲ့လေ။အဖိုးတန်တာမတန်တာတော့ငါမသိဘူး။စိတ်ဝင်စားဖို့ကောင်းတာတော့အမှန်ပဲဟိ။အင်းတို့တိုင်းရင်းသားတွေကရိုးအားတော့ဘာမှန်းတော့သိကြမှာမဟုတ်ဘူး။တနက်ဖက်လှော်တာလောက်ပဲစိတ်ဝင်စားကြတာ။ကဲပါမင်းလိုက်မင်မလား။လိုက်မှာပေါ့။ ကိုနှစ်ယောက်ကရောဘယ်တော့လာမှာလဲခဏနေရောက်ကြမယ်ခေါ်ပြအသေးနဲ့လူရာရီကိုယူလိုက်အောင်မိုးကနေဆောင်းလေးယူခဲ့ဒေါရီတ냐တော့အိတ်ချင်ရအောင်အဲ့ဒီမှာခေါင်းသားပဲကွာမောင်ကျော်ရင်းလည်းလူဆောင်ကြပြီမို့ထော်လာစီဖြင့်လိုအပ်တည်များအားတင်ဆောင်ကထွက်လာကြသည်လမ်းမီရင်ရှိသောနာယီကျွာဤဆိုင်းပုံမှအနောက်ဖက်သို့ချိပါကထင်းတို့ရွာလီအား တောင်ပေါ်တွင်မှိုင်းပြပြမြင်နေရသည်လမ်းကတော့ဆိုးသလားမဆိုနှင့်ထော်လာခြင်းဖြင့်စိမ့်ပတ်ကမောင်းရသည်ထိုချိန်ကမိုးချိန်ကာလမို့ပို၍ဆိုသေးသည်ထော်လာခြင်းမောင်းရင်းနှင့်မောင်းကြောတယောက်ချွေးများပင်ရွှေနေနေသည်ထို့သောသူတို့အတွက်ဤမြခက်ခဲမှုတော့စာမဖွေကြပါနန်းကွယ်ရင်နန်းကွယ်ဟာဦးလေးတို့ပါလား တထုံးရင်ဒီမှာဦးလေးတို့လာတယ်။ညကွန်းနေ့ယောက်သားသာလမ်းပြအဖြစ်ထည့်လိုက်။ငါတို့နေ့အိမ်ကိုမဝင်တော့ဘူး။ဒေါ်ခါနန်းကွန်း၏အမျိုးသားတထုံးကရတဲ့ဦးလေးငါလိုက်ပြမယ်။လိုက်ပြပြီးပြန်မယ်။ငါအလုပ်ရှိသေးတယ်။မင်းတဘောလေးမင်းကဘာနဲ့ပြန်မှာလဲ။ရတယ်။တပုတ်ဆိုင်ကခဏငှားလိုက်မယ်။တထုံးကဒီဒီပေးခြင်းဖြင့်ရှေးမောင်မောင်က မောင်ကျော်တို့ကထော်လာစီဖြင့်နောက်မှလိုက်ခဲကြခြင်းဖြစ်သည်တက်ထွန်း၏ချင်းပတ်ထားသောဆိုင်ကင်ကလည်းလျှော့များအားမယုံနိုင်သည်မို့ခရီးကတိတ်မတွင်လာပြီထိုနေရာသည်ထွေနှုတ်နှင့်အနောက်ဖက်ရှိထီဝါမှုရွာလေးကြရှိလမ်းမြောင်းတစ်ခုရဲ့သို့အတော်လေးဝင်ရသည်သည်ထိုနေရာသို့ရောက်သောအခါအတော်လေးပြင်မှောင်နေပြီတာမန်ချင်းဆိုရင်ထိုများလောက်အချိန်မကြာလာတော့လဲ လမ်းအချိန်ဤအရာခရီးကမတွင်သောကြောင့်အချိန်တော်တော်များများကိုကုံဆုံးသွားခြင်းကြောင့်မှောင်ဤတန်းချိန်မှသာထိုနေရာသို့ရောက်လာကြသည်ကဲဦးကွေဒီနေရာပဲတရီဝရိယနေသားအိတ်ချပြူကျုပ်တော်ပြန်ပြီအေးပါကွာတေချာကယူဆိုင်ပြန်ဟေးတထုံရင်တထုံဆိုင်ကထွက်ခွာသွားပြီးအိုးချော်တော့လေတပင်းကြီးများအောင်လိုက် နေရယူလိုက်ကြ၏သူတို့လည်းပင်မန်းလုံးသည်ဖြင့်ခိတနာကခေါင်းစော်တမီပြဖြင့်ထိုးကြောက်ဆောင်မှကြောက်မြအားအနှဲငယ်စီယူခဲ့ကြကအိမ်ရန်အတွက်ပြင်ဆင်ကြတော်သည်ဟာကြောက်တွေကထိုးစမ်းနေအတော်လေးနဲ့လှတယ်ကြည်စမ်းခရမ်းရောင်အဝါရောင်ဒိမောရောင်အမဲရောင်တွေအတန်းလိုက်နဲ့ပါသေးတယ်ဟုတ်တယ်ကွာဒါကြောင့်အိန္ဒိယလူတွေ လဝိရတနာအနေနဲ့တောင်းတာနေမှာဒါပေမဲ့ကြောက်တွေကကြွေလွယ်မဲ့ထင်းနေတရိုလေးရလေးအကြောင်းများအကြောင်းကို ဝေဖန်လေးကန်ကြရင်နဲ့အိတ်လိုက်ကြတော့သည်ထုံညာကမိုးများကတဖွဲဖွဲရွာနေတော့ကြောင့်တရိုရဲ့ရွက်ပြင်တဲလေးပေါ်၌မိုးစံကြတဲ့တဖြောက်ဖြောက်ကိုကြားနေကြရသည်အေးစိမ့်နေတော့ရသည်ဥရုကြောင့်လေးယောက်သာပူပူကက်ကက်အိတ်လိုက်ကြသည် ရှန့်ရှန့်နဲ့ခြေတန်းကြောင့်မောင်းကျော်အိယာမလူလာခဲ့သည်သူသည်အစုံပတ်စုံတွင်အိတ်တော်ကြောင့်မိုးကပြီးအပြင်မှခြေတန်းအားအနီးကပ်ကြရသဖြင့်နိုးလာခြင်းဖြစ်သည်ဟင်ခြေတန်းပါလားငါတို့ရွက်ပြင်တဲကိုပတ်ပြီးတော့ရှောက်နေရပါလားအခြားသူများကဟောက်ပင်ဟောက်နေသေးသည်သူလည်းခေါင်းစော်တမ်းပြီးအားသူ၏ခေါင်းတွင်ဆွလိုက်ခါရွက်ပြင်တဲအပြင်ဘက်ကိုကြည့်လိုက်ရာ ဟာမြင်လိုက်ရသောမြင်ကွင်းကြောင့်သူ၏ခြေထံများပင်နောက်တလန့်ဆုံးမိသွားသည် သူအားကြောပိကရက်နေသောပုံနာဝှစ်ဆောင်အဖြူကိုဝစ်စင်းကကရုံးပြောင်ပြောင်ဖြင့်လူကြီးတဦးသူ၏လေးချောင်းများချက်ကက်ကအာစင်းထဲထားသောလူတဦးပမာသူ၏ပခုံးအားနောက်မှရုတ်တရက်လှမ်းပုတ်လိုက်သောကြောင့်လမ်းဖြန့်ကလှည့်ကြည့်လိုက်ရာမောင်းကွီးအားတွေ့လိုက်ရ၏ သူရှိမှလူအားပြန်ကြည့်တော့မတွေ့ရတော့ဘူး။မောင်ကျော်မိဘတွေ့လိုက်လို့လေ။လူတယောက်လေပုံနာဝတ်ဆောင်နဲ့ကရုံးနဲ့လူတယောက်ကိုငါတွေ့လိုက်တယ်။ကွီးမောင်ကတိတ်တိတ်နေဟန်တူတော်ဖြင့်သူ့အားဟန်ပြားကကြောက်ဆောင်ပေးနိုင်လှုပ်ရှားနေသောအရာအားဓာမီဖြင့်ထိုးကြည့်လိုက်ရ။ဟာအမလီနှစ်ဦးသားအလန့်တကြားအော်မိကြသည် မြင်လိုက်ရသည်ကစာရီဝစ်စင်ထားသောမိမတအူသည်ကျောင်းဆောင်ဘေးတွင်ကုန်ကုန်ကွက်ကွက်ဖြင့်ဝစ်ဆောင်တကူအားရှာဖွေနေပုံရ၏ဒေါ်မျိုးသမီးခန္ဓာကိုယ်မှာရွှေများ ပေချန်နေပြီးမျက်နာမှာနှကောင်းနေရ၌အတော်လေးချိန်ဝင်နေကမျက်လုံးမှလည်းတာမန်ထက်အတော်ပြူးချေနေပြီးဗဇက်တော်မပါပြီးသူတို့နှစ်ဦးဟာသူမကပြူးချောင်းကကြည့်နေပြီး မတ်တက်ထာရန်လိုက်သည် လာမခွေရွှေပြင်တဲတဲကို ပြောင်းဝင်ရအောင်။မောင်ကျော်လည်းတုံချိစွာ ရွှေပြင်တဲတဲကိုဝင်လိုက်ကြရ။ဟာကရုံးကြီးဟိုနောက်ဟိုကောင်လေးကိုလည်းလဲပြီးညှင်းနေတယ်ဟိ။မောင်ခွေခေါ်ပြားယူ။အဝိဖြူဝှထားသောကရုံးကြီးတို့ကအိမ်နေတော့သူ၏တငယ်ချင်းနှစ်ယောက်အားကာယခွာကသူ၏လက်နှစ်ဖက်ဖြင့်နှစ်ယောက်လုံး၏လဲပြီးအားညှင်းနေခြင်းဖြစ်၏။ မောင်ကျော်လေးမောင်ကွေးပြေးတော့ခေါ်ပြပြီးချော်လို့ဤနှစ်ထင်းအားဘေးမှလွှဲရိုက်လိုက်သည်ရာဘာတုံးအားလွှဲရိုက်တကယ်တော့တတုံတုံအထာများကထို့သူကသူ့အားလှည့်ကြည့်လာရာဟာဘာကောင်လေးဟာထိုကရုံးဤမျက်နှာက မျက်စိတလုံးသာပါကနှာခေါင်းမပါဗဇက်ကပြဲလျက်တဟိဟိနဲ့ရင်းနေလေသည်အိမ်နေတော့နှစ်ယောက်လေးလက်နိုးလာကား သူတို့ခေါင်းရင်ရှိရေပူမှရေဖြင့်ထိုသူအားပတ်လိုက်ရာအခုံးငွေဖြင့်ပျောက်ကွဲသွားသည်သူတို့လည်းပစ္စည်းများဂရိုက်ဂရိုက်ထောင်းလာစီပေါ်ကို ပြစ်တင်စားကညရင်းချင်းပြန်ပြေးချရတော့သည်အတော်တော့ကခက်ခက်ခဲခဲမောင်းလာရတော့လမ်းကစောကြောင့်လားမသိအချိန်တို့တွင်လမ်းမကြီးထက်ကို ပြန်ရောက်လာကြတော့သည်ပတ်ဝန်းကျင်တခွင်တိတ်ဆိတ်နေသော အမောင်ရညာ၌မောင်ကျော်တို့၏ထောင်းလာစီတန်းလေးက ကဘာပြက်တည်နေတဒုံဒုံအော်မီက ခုံပေါက်ပြေလွာနေတော့သည်ဒါရာကြီးပေါ်၌လေးဦးသာချမ်းဆိုင်နေသောရာသီဥရုကြားကနေချွေးစောများဖြင့်ဆွဲဆုံနေကတောင်းဦးတော်တူပင်စကားမပြောမိကြနန်းလုံးမိမကြီးတမီးနန်းကိုကြီးတကားဖွင့်ဟိဟင်ညာကြီးမကြီးဘာဖြစ်လာကြလဲယောက်ျားနောက်မှမေးဟိနားအောင်မေဟာမောင်ကျော်ဤအိမ်ရောက်မှသာ လေးဦးသားအသက်ဝဝရှူကြရတော့သည်အမလီငါမှပရိရေဘူးပါလို့တော်သေးတယ်တောင်းဤစကားကြောင့်အားလုံးကကောင်းချီးလိုက်ကြပြီကြမ်းမှကြမ်းကွာငါတော့လက်ပြလွင့်မတက်ပဲမင်းတို့ယောက်ကစာရီဝတ်နေမိမကြီးကိုမမြင်လိုက်ရလို့စိုးမစိုးပဲဟိဟုတ်ပါကွာနောင်များတော့ညဘက်တော်ရဲတော့မအိရဲလောက်အောင်မေးလေးယောက်သားထိုးချောင်းရများအားညလုံးဖောက်ပြောကြရား နက်မိုးလေးမှသာအိပ်ပြောသွားကြတော့သည်ထိုပြည့်ပြည့်မှဖြစ်ပြီးတော့တလားခန့်ကြာတွင်ကျွန်ုပ်တို့ထမှန်ကြုံတွေ့ရသောဖြစ်ပျက်များကကျွန်ုပ်၏ဝါသနာအားထာဝရဆွန့်လျက်ဆုံးဖြတ်လိုက်ရသောအဖြစ်ပျက်များပင်ဖြစ်ခဲ့လေတော့သည်တကြော်ကြီးဟာလူဆောင်သက်ဆောင်ပါလားအဲ့နေရောပါလာပါလားဟိဟုတ်တယ်ဟာဒီတခါတော့အမီအချီကြီးပဲ လာအိမ်မော်တက်စာအေးစိပြောသူ့နာမည်ကခုံနေသွေးတဲ့သူ့ရဲ့ညီကဂျပန်မှာပညာတော်သင်သွားပြီးတော့ပြန်လာတာမကြသေးဘူးဟုတ်ကဲ့နေသွေးတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့ကိုကျော်ထပ်တူဝမ်းသာပါတယ်ကဲတကြောက်ကိုပြောပြလိုက်ပါနေသွေးဒီလိုဗျကျွန်တော်ညီကဂျပန်မှာကျောင်းတက်ရင်းနဲ့ဂျပန်သူတိုမာဆန်ဆိုတဲ့မိန်းကလေးနဲ့အတော်ရင်းနေခဲ့တယ် ဒေါ်မဆန်းကကျွန်တော်ညီကိုပိုင်းလိုမျိုးမို့လို့တိတ်ဝမ်းတာခဲ့တယ်။ဒေါ်မဆန်းရဲ့အဖိုးဟာတချင်းကမြန်မာနိုင်ငံမှာစစ်သားအဖြစ်တာဝန်ထမ်းဆောင်ပူတယ်လေ။သူကအင်မတန်ကံကောင်းလူသားအသက်မသေးပဲနဲ့ဂျပန်ကို ပြန်ရောက်လာတာတဲ့။သူ့အဖိုးဟာသူ့တွေ့ကြုံရတဲ့အဖြစ်တွေကိုမှတ်တမ်းရေးခဲ့တယ်။အထို့သဖြင့်သူတို့ပြန်ဆုတ်တဲ့အချိန်မှာယတနာသက်တာပါလာတယ်လေ။နေသွေးကစကားပြောရင်မောသွားဟန်ပြင်း ရင်းရွှေချန်ဟာတဖူဟူမုတ်ကတောက်ချလိုက်ပြီးတော့စကားဆက်လေသည်သူတို့ယန္နာမြုပ်နေရနေရာကိုမြေပုံဆွဲခဲ့တယ်။အဲ့ဒီမြေပုံကအတိအကျတော့မဟုတ်ပေမဲ့အတော်လေးနှိစက်တဲ့အနေထားတွေပါတယ်။အဲ့ဒီမြေပုံအရာတော့ယန္နာတက်တာဟာကျုပ်တို့ရဲ့ဒေတာထဲမှာပဲလိ။ရှော့ဒီမှာကြည့်ဒီမြေပုံကိုတိုးမဆန်းဟာကျောင်းကြီးကိုပေးလိုက်တယ်။ရှာလုံးရင်နဲ့ရှာပါ။ ရှာမတွေ့ရင်တော့ဒီမီကုံဖျက်ဆီးလိုက်ပါတဲ့တုပ်ဖို့မှတန်းစားမှာဒီမီဖုံးကိုအဲ့ဒီဒေတာမှနေထိုင်နေပိုင်းလိုမျိုးတယောက်ကိုပေးစင်လိုတယ်လို့ရေးထားတယ်တဲ့အဲ့ဒါကြောင့်လဲဒီဒေတာမှနေထိုင်နေကျုံကြီးလက်ထဲကိုတိုမာဆန်ကအားရဝမ်းသာနဲ့ထည့်ပေးခဲ့တာပဲကျုံကြီးကတော့ဒါတွေကိုစိတ်ဝင်စားဘူးယုံလဲမယုံဘူးလေကျုပ်ကတော့ရှာကြည့်ခြင်းနဲ့တွေ့ရင်လည်း9ရောက်အကြီးအမြယူကြမယ် မတွေ့ရင်တော့ကျောက်ဒီမီပုံကိုမီးရှို့လိုက်မယ်။ကောင်းပါလေ။ရှာကြတာပေါ့။ကျောက်တို့ကိုတော့ယုံကြည်ပါနေတွေ။ကျောက်တို့ကလောဘကြောင့်အလုံးလုံးနေကြတာမဟုတ်ဘူး။ဝါသနာပါလို့သာလိလာကြတဲ့သဘောပဲ။ကျောက်တို့တိုင်းရင်သာချင်းဘယ်တော့မှတစ္ဆာမဖောက်ဘူး။ဒါကိုအကျွင်းမဲ့ယုံကြည်ပါ။ယုံပါလေ။ယုံလို့လဲကျောက်ဒီကိုရောက်လာတာပေါ့။ထုံမီပုံအရာကျွန်တို့နေထိုင်ရဒေသကြီးအရှိတောင်ဘက်ရှိ တောင်ပေါ်သို့သွားကြရမည်ဖြစ်သည်ကျောက်တို့နှင့်လဝတ်သောပစ္စည်းများအားယူဆောင်ကြကဒီနေ့ဆိုင်ငယ်ကြီးများဖြင့်ခရီးထွက်လာကြလေသည်ခရီးလန်တဝက်ကျော်ပြီမို့ကျောက်တို့အားလုံးနှင့်တက်ကြွစွာခရီးဆက်လျက်ရှိသည်ဒီမြေပေါ်အရဆိုရင်ကျောက်တို့ဂူနှလုံးဆက်ထားတာကို တွေ့အောင်ရှာရမယ်ဂူကိုတွေ့ရင်မခက်ခဲတော့ဘူးဟုတ်တယ်ဒါပေမဲ့ကျောက်ကြောင်းရာတစ်ခုရရှိတယ် ပြောလီမောင်ကျော်ဘာများလဲယတနာတွေဟာပိုင်ရှင်မရှိရင်တိုက်ဖြစ်သွားပြီးတော့အဆောက်တွေရှိတတ်တယ်တဲ့ပြီးတော့အရိမတရားမျက်စာပြားပွင့်ရင်သာသနာအတွက်အဲ့ဒီရွှေငွေတွေကိုအဆောက်တွေကပြန်လှူကြတယ်ဖျားမပွင့်မချင်းအဆောက်တွေက ထိမ့်သိမ့်ထားကြရတယ်လीခမားပြောတာဖြစ်နိုင်ပါတယ်ကျုပ်တို့ကရတော့လေယူစမင်းမရတော့လေမိဘုံကိုဖျက်ဆီးလိုက်မင်းဒါကြောင့်ဆွဆွဝါးတွေတော့မကြုံရတော့ပါဘူး မှန်တယ်နေတွေအမှန်ပဲကျုပ်တို့ကလောဘသာကောင်းနေမဟုတ်တော့ဘာမှဆူဆူဝါတော့မကြုံရတော့ပါဘူးတကြောင်ဤစကားကိုအားလုံးကထောက်ခံသည့်အနေဖြင့်ကောင်းငြိမ်လိုက်ကြလေသည်ခရင်ဆလာရင်အတော်မှောင်လာပြီဖြစ်ရာအားလုံးကပင်ပန်နေကြလေသည်ဒေါ်လန်ခီးမို့ဆိုင်ငယ်များအားရွာတရွာတွင် အနှံကချင်းရင်ခရီးဆက်ကြခြင်းဖြစ်သည်ဟာ ဟိုချုံတွေနဲ့ပိတ်နေတာကူးမလားဟာဟုတ်တယ်ငါတော့ကူးချင်းကိုရှာတွေ့ပြီသူတို့အုပ်စုနဲ့ကူးပေါင်းဝရှိချုံတွေများအားမမောနိုင်မပန်းနိုင်ရှင်းလင်းလိုက်ကြရမကြမီကူရဲတော့ဝင်နိုင်သည့်အနေထားအားတွေ့လိုက်ကြသည်သူတို့လည်းအတင်ပါလာသောရင်းနှင်းချင်းဆွတ်ထားသောပစိုးစုံအားဒုတ်တချောင်းနှင့်ပတ်ချီကမီးတိုလိုက်ကြသည်မီးအလင်းရောင်ကူးထဲမှလင်းတို့တအုပ်ကအလန့်တစားနှင့်ထားပြန်ကြသည် သူတို့လည်းမိတို့အားအားပြုကဂူရင်ဝင်ခဲ့ကြလေရာဟင်လူရိုးစုတွေမနေပါလားဟာဒီမှာဆိုင်ရေးထားတယ်ရန္နာလုံးကြီးလိုက်မိလေအသိဆုံးနဲ့တင်ကြရသည်ရန္နာကြောင့်ဝိညာဉ်များကြောင့်တင်လင်းအသက်ပြောင်းရမည်ရန္နာတိုက်အဆောင်၌နဂါးမွေကြီးရှိနေသည်ဟူသောစာရီအားမိတွေခဲ့ဖြင့်ရေးထားသည်ကို တွေ့လိုက်ရသည် နေတွဲကထိုးစားအားဖတ်ပြီးသူ၏မျက်နှာမှာ တွေးဆုံဖြူရောသွားတော်သည်ဟာကျုပ်တို့နောက်ပြန်လှည့်မရမေရတနာရီဟာကျုပ်တို့ထင်သလိုမယိုးရှင်းဘူးအမှန်ပဲဒီလိုရိုးစုတွေကတတ်သေးပဲကျုပ်တို့ဒီညဘာမှအိတ်ကြမလဲကျုပ်တို့ဒီကိုယ်ရဲကိုမအိတ်ရဲဘူးတို့ရင်ဟိုကတစ်ပင်ကြီးအောင်မှအိတ်ကြမယ်နေတွဲ၏စကားကိုအားလုံးကသဘောတူကြသဖြင့်ရွက်ပြင်တဲလီအား တေပင်ကြီးအောက်တွင်သာတီခင်းလိုက်တော်သည်မိတော်အမြေပြင်ပေါ်တွင်စိုက်ထားလိုက်ကြပြီကဲအိယအောင်ရင်းနဲ့နေပြီတဟီဟီနဲ့လူသစ်တွေလာကြပြီအဆောင်လဲမင်းအဆောင်လဲမင်းဟာဂူကြီးဘက်ကအထံတွေပါလားအော်ညီတမ်းများကြောင့်ဂူဝအာကြည့်လိုက်ရာရုပ်ပြက်ဆင်းပြက်ဂျပန်စစ်သားအချို့နဲ့အင်းကြီးမပါပစိုးတွတ်တို့ဖြင့်လူတချို့ကမစက်မဘလုံးပထွေးဖြင့်ညင်းညူကား သူတို့ရွက်ပြင်းတဲ့စီတို့တရွေ့ရွေ့တလန့်ချင်းနဲ့ရှောင်းလာကြသည်။ဟာတရဲတွေကိုရဲကတရဲတွေထွက်လာပြီ။ပြေးကြဟိပြေးကြလူစုမကွဲစေနဲ့။အားလုံးကလက်နှိပ်တက်မိကိုစီဖြင့်ခြေဦးထဲဟာရက်တို့အုပ်စုလိုက်ပြေးကြသည်သည်။စူးစုံများဖြတ်တန်းပြေးလွှားရသောကြောင့်အဝဲစားများပြင်ဆုပ်ပြတ်တက်ကုန်သည်။တဟဟောင်းဟောင်းနဲ့လူစုံလားကျွတ်တို့၅ရောက်လုံးဆုံရဲ့လား။ ဆုံနေဆုံနေတော်သေးတယ်အမလီမောလိုက်တာအားလုံးကအလုံးမင်းမဟိုက်မောပန်းကဆက်မပြေးနိုင်ကြတော့ပါကျုပ်တို့ကိုနဲ့ဝေးလောက်ပြီးဒီမှာအိတ်ကြရအောင်တောကောင်အန်ရရှိတယ်မိချစ်ပါကြသေးလားတိတ်ကိုင်းချောက်တွေကောက်ပြီးတော့မိဖို့ရအောင်ပါတယ်ကျုပ်မှမိချစ်ပါတယ်တော်သေးတယ်ပါလာလို့ရွှေပြင်းတင်းနဲ့ကြံခဲ့ပြီးဆိုတော့သတိနဲ့အိတ်ကြနော် အဝိတထဲကိုတခုဖြင့်ပြေးလာကြရသောကြောင့်တမင်းနှင့်မိချက်ကလွယ်၍သူတို့ထံကိုမိသည့်အရာမှပါမလာတော့ကြီးထင်းချောက်ဖြင့်မိဖို့ပြီးတော့မကြမီသူတို့ရက်တရားမြေကြီးသည်တဖြည်းဖြည်းလှုပ်ရှားလာတော့သည်ဟာငါနေလှုပ်တယ်ငါနေထုတ်နေတယ်ဟာမဟုတ်ဘူးအေးအမမွေးကြီးဟာငါတို့မွေးပေါ်မှာမိဖို့မိလို့သူလှုပ်နေတာလှုပ်တယ် ဘယ်ကလေးကအဲ့ရင်နဲ့မသိဘူး။သူ့အပေါ်မှာတပင်းတွေတောင် ပေါက်နေပြီ။ဟော်ကူတဲကတိုက်ဆောင်မွေးနကားဆိုတာဖြစ်မယ်။လာကြဟိပြေးကြပြေး။လွတ်အောင်သာပြေးတော့လူစုမကွဲစေနဲ့။ဒါကြောင့်ရိုးအုပ်စုအလန့်တကြားထွက်ပြေးကြရပြန်သည်။လူစုမကွဲရတာတော်သေးတာပေါ့။ရင်းမြပြေးလွှားလာကြသည်မသိ။မိယောင်များအားလုံးမြင်လိုက်ရကြသောအခါကဲကြပါဗျို့မွေးကြီးမွေးကြီးဟာ ညာဘက်ကြီးဘသူတွေလဲကွာလူသားများစားလိုက်ရတော့အခါအားလုံးကစိတ်လျှော်လိုက်ကြသည်လားမပြောတဲ့တတိလေးမိမျိုးသွားကြလေသည်သူတို့တတိယလာတော့အခါတိုက်နယ်စင်းုံလေးတစ်ခုတော့ရောက်ရှိနေကြသည်ရလာတော့ဒဏ်ရာများတော့ကြောင့်တောင်းရခန့်စေးကိုတာမှုခံယူကြရလေသည်နေသွေးညီဖြစ်သူမအကိုနေသွေးရဲ့မတည်ကောင်းမပြောင်းကောင်းပဲကဲအကိုတငယ်ချင်းဤအားလုံးလေး ဆင်းရုံကဆင်းရင်ကြောက်တော့အိမ်ကိုလိုက်ခဲ့ပြီးတော့အနားယူကြပါအောင်ဈေးဘဝကတွေကိုအကုန်ရှင်းပြပါပြီတကြော်လို့လဲနှွေသေးအိမ်တို့လိုက်ကအနားယူကြရလေသည်နေတွေကယရနာမြေပုံအားထောက်ကြပြီးဟာကြောက်တော့ဂိုဘက်ကနေပြေးထွားရင်းနဲ့ယရနာတစ်တာမြုပ်ထားတဲ့နေရာကိုရောက်ခဲ့ကြတာပဲတွေ့လာဒီမှာညဝင်းနှစ်ပင်အမှန်သားဒါဆိုမွေကြီးကရတာနဲ့မြုပ်ထားတဲ့အဲနေရာပေါ်မှာ နှစ်ရည်လာများစွာအိပ်ရင်းနဲ့စောင့်နေတာနေမှာဟုတ်မှနေသွေးမင်းဒီရဏမြေပုံကိုအခုမီးရှို့လိုက်သည်မီဟုတ်တယ်လူတွေအသက်တွေထပ်မဆုံးရှုံးဖို့ဒီမြေပုံကိုမီးရှို့သင်တယ်ငါတို့ဒီရဏမြေပုံကြောင့်အနေရကျုံခဲ့ရတဲ့နောက်ဆုံးလူတွေဖြစ်ပါစေမိတွေကရဏမြေပုံအားမီးပေါ်တွေကို ပြစ်ထည့်လိုက်တယ်ထိုရဏမြေပုံမီးတော်သွားတဲ့ကိုကြီးကငါးရောင်လုံးသဘောကျစွာ တဟဟနဲ့ရှေမောလိုက်ကြလေသည်တို့တော်တို့ဤမြဝင်းများကမျက်ရည်ကိုစီများဖြင့်သာတို့ဤရှေးရောက်ပြည်စည်ရှာဖွေမှုနှင့်ရန္နာတိုင်ရှာဖွေသောဝန္ဒနာသည်လေရန္နာမြေပုံနှင့်အတူထာဝရဆုံလွန်ခဲ့ကြလေတော်သည်